နေ့ဆွေးနွေးပေးမယ့်အကြောင်းအရာလေးကတော့ကိုဝင်ဆောင်မိခင်တွေစိတ်ဖိစီးမှုဖြစ်ရတာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ကိုဝင်ဆောင်မိခင်တွေစိတ်ဖိစီးမှုဖြစ်ရတယ်ဆိုတဲ့နေရာမှာပုံမှန်ပေါ့နေ့စဉ်တာမန်ကြုံတွေ့နေရတဲ့အခက်အခဲပြဿနာလေးတွေကြောင့်စိတ်ဖိစီးမှုဖြစ်ရတာကိုပြောတာမဟုတ်ဘူးပေါ့နော်။တကယ်စိတ်ရောကိုယ်ပါပင်မန်းပြီးတော့စိတ်ဖိစီးမှုဖြစ်လာတဲ့အခြေအနေမျိုးကိုပြောတာပေါ့နော်။အဲ့တော့အဲ့လိုမျိုးစိတ်ဖိစီးမှုဖြစ်လာတဲ့အခြေအနေဆိုတာဘယ်လိုလိုမျိုးတွေမှာဖြစ်တတ်လဲဆိုတော့ ဥမာငွေကြေးပြဿနာတွေအရန်ကြုံတွေ့ရပြီးတော့ဒီစီးပွားရေးအခက်အခဲကြက်တဲဖြစ်လာရတဲ့မိခင်မျိုးတွေနောက်နောက်မိမိရဲ့ချစ်ခင်ရင်းနှီးရတဲ့သူတူဆုံးပါသွားတဲ့အခါမှာဖြစ်လာရတဲ့ဟာမျိုးတွေနောက်ပတ်ဝန်းကျင်အခြေအနေရပေါ့နော်အခုဆိုရင်ပို့ပြီးတော့တောင်ဆိုးသေးတယ်ပေါ့နော်နေရေးထိုင်ရေးသွားရေးလာရေးအစခက်ခဲကြက်တီးတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်ဒီမိခင်တွေကဒီကိုဝင်မွေးဖွားဖို့အတွက်ကိုဝင်ဆောင်ဖို့အတွက်ရှေ့ဆက်ပြီးတော့ဘယ်လိုလုပ်ရမလဲဒါမျိုးတွေကိုအများကြီးစဉ်းစားရတဲ့အချိန်မှာ စိတ်ဖြစ်မှုဖြစ်လာတယ်ပေါ့နော်နောက်တစ်ခါကျတော့ငโกတုံးကလေးကစိတ်သက်ကြဆင်းတတ်တဲ့သူเนาะနောက် post traumatic psychiatric disorder လို့ခေါ်တာပေါ့နော်အဲ့လိုမျိုးဒီစိတ်ဒဏ်ရာဖြစ်ပြီးတဲ့အလွန်မှာစိတ်ဖြစ်မှုဖြစ်သွားတာဒါမျိုးငโกတဲ့အခံရှိတဲ့လူဆိုရင်ကိုဝင်ဆောင်ကြီးမှာပို့ပြီးတော့စိတ်ဖြစ်မှုဖြစ်တာပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီကိုဝင်ဆောင်ကြီးပထမကာလမှာဆိုလို့ရှိရင်လည်းအနီခဲအထိုင်ခဲဟော်မုန်းအပြောင်းလဲတွေဖြစ်လာတဲ့အခါမှာငโกတဲ့ကဟိုရင်သွေးလေးအတွက်လည်းတစ်ခါပူရကိုယ်အတွက်လည်းနေရုံထိုင်လို့မကောင်းဆိုစိတ်ဖြစ်မှုတွေကဖြစ်လာတယ် ဲ့တော့တကယ်တမ်းဒီစိတ်ဖိစီးရတာဒီလိုမျိုးပေါ့နော်တေချာတတိထားပြီးတော့ဟိုကုတာရလအောင်တတိထားပြီးတော့အနေတိုင်းစင်ညာအောင်ဖြစ်တဲ့စိတ်ဖိစီးမှုဆိုလို့ရှိရင်တော့မိခင်ရဲ့လက္ခဏာတွေကြည့်လိုက်ပေါ့နော်အဲ့လိုမပြောတော့ဘူးနော်ပုံမှန်အဲ့အဲ့နေရာကနေပြီးတော့တော်တော်ဆူဆူဝါကိုအဲ့လိုမပြောတာတွေဖြစ်လာမယ်စားလို့မဝင်တာတွေဖြစ်လာမယ်ဒါမှမဟုတ်လို့ရှိရင်လည်းအလွန်အကျွံပေါ့နော်တရင်လွန်ကိုစားခြင်းလာမယ်ဒါစိတ်ရဖြစ်စီးမှုကြောင့်ပေါ့နော်နောက်နှလုံးခုန်နေမြန်လာမယ် အသက်ရှူရင်းမြန်လာမယ်တွေးတွေတိုးလာမယ်ဒေါသထွက်လွန်မယ်ပေါ့နော်တခုခုတုံ့ပြန်မယ်ဆိုလို့ရှိရင်ဒေါသနဲ့တုံ့ပြန်မှုတွေဖြစ်လာမယ်နောက်ကိုယ်အလေးချိန်လေးကြာတာတွေဖြစ်မယ်ဒါမျိုးလို့ဆိုလို့ရှိရင်ဒါစိတ်ဖိစီးမှုကနည်းနည်းလေး manage လုပ်ဖို့ပေါ့နော်ဟိုကုသပေးဖို့လိုလာပြီပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီလိုစိတ်ဖိစီးမှုကများလာလို့ရှိရင်အမေရောကလေးမရော ဒါစိုးကြိုးလေးတွေရှိနိုင်တယ်ပေါ့เนาะအဲ့တော့အမေမှလည်းခုနကပြောတဲ့ဒီဖြစ်လာတဲ့လက္ခဏာတွေအိမ်မပြောတာစားမဝင်တာကိုယ်လေးချင်းကြတာဒါတွေဟာအမေအတွက်စိုးကြိုးတွေပဲနောက်တစ်ခုခလေးလေးမှာမိခင်ကစိတ်ဖိစီးမှုဖြစ်လာလို့ချင်းကော်တီဇောဟော်မုန်းတွေထွက်လာတယ်ထွက်လာတဲ့ဟော်မုန်းကခလေးလေးရဲ့အုံနှောက်ဖွံ့ဖြိုးမှုကိုသွားပြီးထိခိုက်နိုင်တယ်အဲ့ခါမှာခလေးရဲ့မှတ်ဉာဏ်နဲ့ပတ်သက်လို့လည်းထိခိုက်မှုတွေရှိလာနိုင်တယ်နောက်တစ်ခုကတော့ ADHD လို့ခေါ်တဲ့ Attention Deficit Hypertensive Disorder ပေါ့เนาะအဲ့လိုအထိမွေးလာတဲ့ခလေးမှာဒါမျိုးလေးတွေပါလာနိုင်တယ်ပေါ့เนาะနောက်တစ်ခုကကြတော့ ြီးစိတ်ဖိစီးမှုတုံ့ပြန်တဲ့ဟော်မုန်းလို့ခေါ်တဲ့ epinephrine တော့ epinephrine ပေါ့နော်ဒါတွေထွက်လာလို့ရှိရင်ကလေးလေးရှိကိုသွားတဲ့သွေးကြောလေးတွေကျင်းသွားမယ်ကျင်းသွားတဲ့အခါမှာကလေးလေးရှိကိုသွေးရောက်နေတဲ့အခါမှာကလေးလေးကကိုယ်အလေးချိန်မပြေပဲမွေးလာတာမျိုးတွေလာမစီပဲမွေးလာတာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်နောက်အရန်ကိုစိတ်ဖိစီးမှု ပြင်းထန်လွန်းတဲ့အခါမှာဆိုလို့ရှိရင်နော်ဒီကိုကိုဝင်စောင့်ထားတဲ့မိခင်တွေကဘိုက်ထဲမှာရှိတဲ့ရင်သွေးဒရီသားလေး တည်ဆုံးသွားတာမျိုးတွေကလေးတည်မွေးတာမျိုးတွေအထီကိုဖြစ်နိုင်တယ်ပေါ့နော်ဒါကတော့တော်တော်ဆိုးဆိုးဝါးဝါးမှာပဲဖြစ်တဲ့အခြေအနေပေါ့နော်အဲ့တော့ဒီလိုမျိုးဖြစ်လာပြီဆိုရင်ကိုယ်ဝန်ဆောင်မိခင်တယောက်အနေနဲ့ဒီစိတ်ဖိစီးမှုကိုတက်တာရရအောင်ဘယ်လိုဆောင်ရွက်ရမလဲဆိုတော့နံပါတ်1ကတော့အနားယူပါเนาะစိတ်ရောကိုယ်ကအနားယူပါအဲ့တော့စိတ်ရောကိုယ်ရောအနားယူဖို့ဆိုရင် အစာအသောက်အနေထိုင်ဒါတွေကိုကိုယ်ကနေပြီးတော့သိသိထားထားစနစ်ကြလေးဆောင်ရွက်ရမင်းအစာအသောက်မှာဆိုလို့ရှိရင်လေဗိုက်တာမင်တွေတတ်တုဓာတ်တွေ နောက် omega 3 fatty acid ပေါ့နော်ဒါမျိုးပါဝင်တဲ့အစာအသောက်တွေကိုစားပေးရမယ်။နောက်အရင်ဝဝအိပ်မယ်ပေါ့နော်။အဲ့တော့ညဘက်ကို6နာရီ7နာရီဒီလောက်ထိအိပ်ချင်ညသလား။နေ့လည်ခင်းဆိုလို့ရှိရင်လည်းနာယူဝက်တနာရီလောက်ထိအိပ်မပြောင်းရင်တောင်းမှာပဲလှေးလျောင်းပြီးအနာယူ။ နော်အဲလုပ်ငန်းဝင်မှရှိတဲ့မိခင်တွေအနေနဲ့ကြတော့လေအလုပ်လုပ်နေတဲ့အချိန်တွေမှာခဏလေးဖြစ်ဖြစ်အချိန်အနာလေးတွေယူပြီးတော့မိနစ်အနည်းငယ်လောက်လမ်းလျှောက်တာလေးတွေပေါ့နော်လှုပ်လှုပ်ရှားတာလေးတွေလုပ်ပေးမယ်။နောက်ကိုယ့်ရဲ့အချိန်ထဲကနေပြီးတော့ကိုယ်လည်းလှုပ်ရှားအားကစားတတ်နိုင်သလောက်ပေါ့။ဥပမာအသက်ရှူလေးကျင်ကျန်းလေးလှုပ်တာနော်ယောဂလေးကျင်ကျန်းလေးတွေလှုပ်တာနောက်တရားထိုင်တာဒါမိမိဝါသနာပါတာလေးတွေကိုလှုပ်ပေးလို့ရတယ်။နောက်ပြီးတဲ့အခါကျတော့အရေးအကြီးဆုံးကဘာလဲဆိုတော့ဒီလူမှုပတ်ဝန်းကျင်ပတ်မိုးပေးမှုပေါ့နော်မိမိရဲ့မိသားစု ဒီตาချင်းနေပေါ့เนาะပောင်းရှင်မှာရှိတဲ့လူတွေကမိခင်ရဲ့စိတ်ဖြစ်စီမှုကိုနားလဲပြီးတော့ပံ့ပိုးပေးနိုင်တယ်ဆိုလို့ရှိရင်လည်းမိခင်ရဲ့စိတ်ဖြစ်စီမှုကပြေပြောင်းနိုင်တယ်နောက်တစ်ခုကတော့အချင်းချင်းပေါ့เนาะဒီလူမှုပောင်းရှင်အဖွဲ့အစည်းတွေရှိမယ်နောက်ဒီအမျိုးသမီးကွန်ရက်ဆောင်အမျိုးသမီးချင်းချင်းဖြစ်စေတယောက်နဲ့တယောက်တိုင်ပင်ဆွေးနွေးပြီးတော့ဒီဖိတ်စိတ်ဖြစ်စည်းမှုတွေကိုကြော့ကြအောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်တော့ဒီစိတ်ဖြစ်စည်းမှုကနေပြီးတော့လွန့်ပြောက်သွားမယ်ပေါ့เนาะတော့အရန်ကိုစိုးွားတဲ့အတွက်တော်တော်ကိုပေါ့เนาะဒီပုံမှန် နေထိုင်စားသောက်မှုကိုမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းစိတ်ကြမ်းမာရေးဆရာဝန်တွေနဲ့ပြတာပြီးတော့ကုသမှုခံယူသင့်ပါတယ်။ซีฟัม caring for well-being